ောက်ချင်ပါဘောနောက်တစ်ချက်ကဒီထွန်းနေနိုင်ပါဘောထွန်းနေနိုင်ရတော့အိမ်ပြောညာနေပြီစတယ်ပါညာရှင်တွေကနေနေကြတယ်ပြောလို့ဆိုတော့အိမ်ပြောရရင်ညာပါဘာခက်တဲ့တော့အေးဆူချီဘောရှောက်ထွန်းနေနိုင်ကိုဝင်းကြီးကစအိမ်ပြောရညာများ စပြီလားဆိုပြီးတော့ဘောမချုံမျိုးမင်းကဘောရှောက်ထွန်းနေနိုင်ရှိနေတဲ့နေရာတွေကိုခံမှန်းပြတာပြီးဘုံချိဖို့အထိဘလို့အရေးရောင်ပြပလီချာချာပြောထားတယ်ဆိုတာချုံမျိုးမင်းရဲ့ဗီဒီယိုကိုအတူတူကြည့်အောင်ပါ ထွန်းမြနိုင်ပေါ့နော်ထွန်းမြနိုင်ကတော့အိမ်မပြောညကြီးစပြီလို့ကြားပါတယ်ထွန်းမြနိုင်တော့အိမ်မပြောညကြီးစပြီဘာလို့လဲဆိုတော့ तू အိမ်မပြောတာကြီးများပါကြီးဘာလို့လဲဆိုတော့ तू တရုတ်ပြည်ထဲမှာ तू နေရတာအဆင်ပြေတော့တဲ့ခါကချင်ပြည်ထဲမှာနေရတယ်တိတ်အဆင်ပြေတော့တဲ့ခါကျတော့ तू က အဲ့ရောလေဟိုပန်ဆန်ဘက်သွားနေတယ်အမိုင်းလာဘက်သွားနေတယ်နောက်ဒီကချင်ပြည်နယ်ထဲမှာသွားနေတယ်လိုက်ဇာတို့မိုက်ဂျာရန်တို့မှာသွားနေတယ်ဘိုးချုပ်ထွန်မြင့်နိုင်ကိုဟိုနိုင်ငံတွေမှာပတ်ပြေးနေတယ်တူတရားနေတယ်ဒီနေကူတွေမျိုးတွေပြောတာနော်ဒါတို့ပြီးပေါ်မှာအကြုံမျိုးပဲကပုံပုံနေတာပေါ့ဗျာချင်းနီမန်တော့အိန္ဒိယဘက်ကသူအရင်ပြေးလိုက်သေးတယ်အိန္ဒိယနေဆက်တွေသွားတယ်အဲ့ရနေမှာဘင်္ဂလားဒေ့ရှ်နေဆက်ကိုပြောင်းနေလိုက်သေးတယ်ဘင်္ဂလားဒေ့ရှ်အိရခိုင်နေဆက်ကိုပြောင်းနေတယ်ပြီးလည်းပြောကူတော့ဆုံးရခိုင်ပြည်နယ်တို့သူပြန်လာနေတယ်နေတာကဘယ်လိုနေရာမျိုးမှာနေလဲလို့မင်းသူကဘူးတီတော်မောင်းတော့ပဲလည်းသူမနေဘူးဘူးတီတော်မောင်းတော့ကြာကလာကြီးကလာကြီးတတ်မှသူကစိုးတယ် တော့ဘူးကမောင်းတော့မှလည်းတော့မနေရဘူးမနေရတော့ဘယ်လိုသားလဲဆိုတော့ဒီကြောက်တော်မြောက်ဦးနဲ့ဒီအမင်းပြားပေါက်တော့အဲ့ပဲချန်နေဦးပဲသူကသွားနေတယ်ပြောပြောရင်တော့တောတောင်ကြီးမြေထူပြီးတော့တခုဖြစ်လာရင်တနေရာဟိုတောတဲ့ပုံပြောက်သွားနေတောတဲ့ပုံကွယ်ပြောက်ပြောက်သွားနေတဲ့နေရာမျိုးလက်နဲ့ကြည့်နေပြမယ်ဆိုလဲရှာလို့ရတဲ့နေရာမျိုးတွေသူကရွေးတယ်ပေါ့နော်အဲ့တော့ ဟိုကြောက်တော်တို့မြောက်ဦးတို့ကတော့သူတို့အကြိုက်ဆုံးနေရာဖြစ်နိုင်တယ်။ဒါပေမဲ့မြောက်ဦးကလည်းအားလုံးကစောင့်ကြည့်နေတဲ့နေရာဆိုသူများကပိုချွတ်ထွက်မြတ်နေရဲ့ဒီနေရာတွေကိုသူတို့စောင့်ကြည့်နေတယ်။သူတို့သိနေတယ်ဆိုတော့တပုံမျိုးကြုံနေတာပေါ့ဗျာ။ဆိုတော့သူကတော့အစားတော့ဟုတ်မယ်ဒီကိုင်ထိတ်လာပဲ။ပြီးလည်းပြီးတော့ခုတော့သူကိုယ်တိုင်ဘွားပြက်နေပေါ့နော်။ကိုခွင့်နေရာမရဖြစ်ကုန်တယ်။ကိုကူတည်းပေါ်နေသူမနေရဘူး။ဟိုကျွန်တော်တို့ဆိုရင်နေတိုင်းညာတိုင်းရုပ်တံထွက်ပြောတယ်။နေတိုင်းညာတိုင်းရုပ်ထွက်ပြောလို့နေတိုင်းကျွန်တော်တို့အပြင်းထွက်တယ်။အပြင်းတိုင်းထွက်တယ်။ကျွန်တော်နေရာဆုံးမှာမြင်မှုတဲ့လူတွေတပုံကြီးရပြင်းထွက်တယ်။ဒါပေမဲ့ထွက်နေတိုင်းဒီတိုင်းပြုံထွက်ရဲဘူး။အဲ့ဒါဘာကွာလို့လဲဆိုတော့တပုံဖြစ်သွားလို့ အကြပ်ဖက်သမားဖြစ်သွားလို့အဲ့တော့တက်မတော်ချီမုန်းခံရမယ်လူဖြစ်သွားတဲ့ခါကျတော့သူတို့လွတ်ချွတ်ချွတ်ချေရခံလို့မရတဲ့တွေပေါ့ချွတ်ထွက်မြတ်နေကိုဘယင်ဖြစ် သူဘယင်းဖြစ်ပြန်လာဖို့ရုံလုံးကြောက်ပြန်လာဖို့ဘယ်မှာရှိလဲဘယ်မှာနေလဲဘာလုံးနေလဲဆိုတာသူတို့အခုပြေးစရာနေရာမရှိဘူးသူပေါ်နေတာဗျဘယ်လိုလုပ်မှမသိတော့ဘူးနောက်ဆုံးမှသူဘာဆက်ဖြစ်လာလဲဆိုတော့အဟိုချင်းအဖွဲ့ချင်းဘရဒါဟုတ် CB ချင်းဘရဒါဟုတ်ခေါ်လို့ခေါ်ပြောပလောက်ပါပဲလေသူသွားနေလို့ရတယ်ချင်းဘရဒါဟုတ်နဲ့သွားတွေ့လို့တွေ့ဒီဘက်ကဟိုပြီမခဲရလက်နက်ကင်ချို့တယ်ကျွန်တော်ထင်တယ်ဒီဒီဒီအဲအရာရီနဲ့မကွေးဘက်က PDF တွေနဲ့သူတွေ့တာမျိုးတွေလုံးဝ PDF ချို့တယ်နဲ့သူတွေ့တာလုံးဝပဲလို့ကျွန်တော်ခံမှန်းတယ်လုံးဝမလုံးပါသူတွေဘတ်ဖာဆုံးလေးခံရမယ်လေသူစိတ်ထဲမှာထင်တာရေစစ်တပ်ကရေနော်ဘန်နူလာဆက်တောင်းနေချာပြောနေတာဗျာ တော့ကောက်ကသူချီလာမယ်သူထင်လားမြေမြေကဘာလဲဆိုတော့ तू ကအပေါ်ကဝင်ရထုံးလုံးချီအောင်ခုံထိုးချီပြီးတော့မှဝင်ရဝင်ပါမြေမြေကဝင်ပါအဲ့တော့ तू အဲ့ဒါကို तू သတိရအောင်မပေါ်ဘူးအဲ့တော့ तू ပတ်ပြီးတော့ပြေးဖို့တော့ तू သူ့ရှေ့မှာဘဖာဇုံလေးခံဖို့ तू ကြိုးစားနေတယ်ပေါ့ပေါ်တယ်အဲ့တော့အိတ်မလျော်ရဲ့ညကြီးလည်းများသွားပြီလာပြီပေါ့နော်အခုချင်းဘရာသာဟုအဆူစီချင်းတိုင်းသားဖွဲ့နေတွေ့တယ်ဒီဘက်ကအဲကျွန်တော်ထင်တယ်ပြီးမကပီဒီအက်ဖွဲ့နေတယ် तू တွေ့ဦးမယ်တွေ့ပြီးအရာတွေဆန္ဒတွေအထိပတ်တွေ့မှာပေါ့လေတွေ့ပြီးလို့ရှိရင်ပတ်တွေ့ तू ကမသွားဘူး तू ကခေါ်မှာဟိုခေါ်ပြီးတွေ့မယ်သူ့ရှေ့ညကိုခေါ်တွေ့မယ်ခုတွေ့မယ်ခုတော့ဆိုရင် तू ချိတ်ဆက်ပြီးနေပါပြီတွေ့မယ်တွေ့ပြီးတော့ဘာလုပ်မလဲဆိုတော့ အကယ်၍သူမှလမ်းကြောင်းကျွေးထားမယ်သူလည်းသူပေါက်တိုက်တိုက်တိုက်လို့ခံတိုက်နိုင်တိုက်မယ်မတိုက်နိုင်လို့ရှိရင်တက်မတော်နဲ့တက်မတော်ရှိမှသူစီးစဖိုင်လို့ပို့တယ်သူညှိမယ်နှစ်လမ်းပဲရှိတော့တယ်သူမှအဲ့တော့သူကသူဟာသူတော့ရခိုင်ပြည်နယ်ယူထူထောင်မှုတော့မဖြစ်နိုင်ဘူးဆိုတော့သူတောင်းကောင်းတည်တယ်အဲ့တော့တက်ကလည်းဘာလို့မလဲဆိုတော့အခုပဲမနစ်တနေ့ရပဲမနစ်တနေ့ရပဲကတက်ရုရှားဘက်ကစီးရင်နေရစီးရင်၃ဆင်းရ ရန်ကုန်စေကြောင်ကလာတယ်ပြီးရင်တော့ပင်လယ်မြေထွက်မယ်ဘယ်ပင်လယ်မြေထွက်မလဲတော့ကျွန်တော်မသိဘူးဟိုရော့ခိုင်ကိုစစ်ကြောင်ထိုးပြီးတော့ပင်လယ်မစေးလေးချင်းတောင်းတာကပြောနေတယ်ကိုတို့တော့ပြန်တိုက်မယ်ဆိုတော့ပုံစံမျိုးပြစစ်တမောတုံးစီလည်းမပါဘူးကျွန်တော်မသိထိုးမယ်စစ်တမောတုံးစီလည်းမပါဘူးကျွန်တော်မသိပုံချတက်ခိုင်မယ်တက်ခိုင်ပြီးတော့ပြီးတော့ဘချုပ်ထက်မြတ်နိုင်နေစရာမရှိဖြစ်နေတယ်ဆိုတော့ပုံစံမျိုးကိုတစ်ခုလုံးကိုတခါတည်းကပြောင်းပေါ်ပြီးတော့ပြောနေတာဖြစ်တယ်ပြီးတော့အဲ့ပြတ်မှတ်တွေကိုတခါတည်းပွိုင်ပြီးတာပင်ထောက်ပြီးတာမျိုးပါလာမလားဘာတွေပါလာမလဲကျွန်တော်တို့မသိနိုင်ဘူးတမောတုံးစီမှာအဲ့တော့ ဟိုတိတ်မကြခင်မှာတော့ကျွန်တော်တို့ရခိုင်ပြည်နယ်မှာကန်ထိုးတဲ့ကန်ထိုးတိုက်ပွဲတွေမှာမြင်အောင်မလားမသိဘူး။ဘာလို့လဲ။အရာတွေတိုင်းမှာရွှေတောင်ရံမှာရွှေတောင်ရံမှာဘုံမကြီးတို့2019တုန်းကကန်ထိုးတဲ့လေ့ကျင့်တွေသူစက်ကနေတူတော့ဟုတ်နေတာပဲဗျာ။ဆက်စစ်ရင်လေ့ကျင့်ပါကြီးက အဲ့ဒီ2019ခု2025အတွက်ကိုများကြိုပြင်ခဲ့လေသလားတော့မသိဘူးဗောနော်ကျွန်တော်တို့ခံမှန်းကြည့်ရတော့ကျွန်တော်ထင်တယ်2025နောက်တလားတလားတော့ထွေးဆိုရင်တော့ကန်ထိုးတာကြီးကန်ထိုးတက်တာကြီးဖြစ်လာနိုင်မှာမသိဘူးရခိုင်ပြည်တယ်ဗောကန်ထိုးတက်မယ်ကန်ထိုးတက်ပြီးတော့ကန်ထိုးတက်ပြီးမယ်ပြီးတော့လေးလေးနေလာမယ်အလေးနောက်မလာဘူးဒရုန်းနေလာမယ်အဲ sorry လက်နေကြီးပြစ်မယ်ပင်လယ်မြေလက်ကြီးပြစ်မယ်လာမယ်အဲ့ဒါကြီးလာမယ်အဲ့တော့ထွန်းပြနိုင်ရတော့ကျွန်တော်ထင်တယ်ဟိုအိမ်ပြောရညကြီးတော့မြင်ရပြီဗောလေသူပြီးမှတော့ထွက်ပြေးဖို့ကြတော့လေပြီးမှတဲ့ gate တကိတ်ကြီးကလည်းသူဘယ်လိုလုပ်မလဲဗောနော်အဲ့တော့ဟိုတခုပဲအစိုးရအနေနဲ့ကထွန်းပြနိုင်အပြတ်တက်ချိန်မုံမှာလားဒါမှမဟုတ်ထွန်းပြနိုင်ညှိနှိုင်းလာခဲ့ရင်လက်ခံပါလားအဲ့ဒါစဉ်းစားရမယ် မနဲ့ညီနေလာခဲ့ရင်တစ်ချိန်လုံးမိုင်းရင်းစော်ရခဲ့တဲ့ကိစ္စကိုလည်းထည့်စမ်းသားဖို့လိုတယ်။ तू မနိုင်တော့တော့မှညီနေလာတာမျိုးကကြတော့ကျွန်မျိုးမင်းကတော်တော်ကျွန်ပါဝါနေတာဗျာနော်ထွန်းမြန်နေမှာစမ်းသားခင်အားရကျွန်ပါဝါနေတာဖြစ်နိုင်တော့မွေးရရတာခင်တဲ့အားကိုနေဖြစ်နိုင်တော့ဒီဒီစကားတွေပြောနိုင်တာဗျာဖြစ်နေအပ်လိုက်တာမျိုးပြောထားပါဘယ်လိုပြောနိုင်ပါလဲညီနေလာမျိုးလို့တော့ပိုကောင်းမယ်။နောက်ဆိုရင်ဟိုသူ့ခေါင်းစဉ်ကတမျိုးလဲဆိုရင်အဆင်ပြေဘူးတမျိုးနိုင်မွေးရရတာတယောက်ဖြစ်နေခေါင်းစဉ်တက်ပြီးတော့ကိုနိုင်နေတာပူကောင်းမယ်လို့ကျွန်တော်တို့မြင်နေအဲ့တော့ဟိုရခိုင်ပြည်နယ်ကန်ထုတ်တိုက်ပွဲတွေကတော့ဘယ်တော့လာမလဲတော့ နေနဲ့ညပဲပါအဲ့တော့ထွန်းမြနိုင်အိမ်ပြိုးဆိုတာအဲ့ဒါထွန်းမြနိုင်အိမ်ပြိုးဆိုတာအဲ့ဒါအဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာနော်စောင့်ကြည့်ကြတာပေါ့ကျွန်တော်တို့အဲ့ဒါကိုကြည့်မယ်အဲ့တော့ရခိုင်ပြည်နယ်ရဲ့ဟိုနောက်3လနဲ့6လအတွင်းမှာရခိုင်ပြည်နယ်ကမြို့ချူကနောက်3လ6လမှာရခိုင်ပြည်နယ်မြို့ချူကဆက်တက်ပြရသွားလိမ့်မယ်တချို့မြို့တွေကတော့ထွန်းမြနိုင်အတွက်လက်ဆောင်ထားရင်ထားမှာပေါ့ဗျာချုံမြို့မင်းကတော်တော်စက်ကူချိန်နေတာပါဗျာလက်ဆောင်ထားရင်ထားမှာနော်စောင့်မကြည့်ကြတာပေါ့ဒါလေးတော့စက်ကူချိန်မှာတော့ရှင်းပြတယ်ဆိုင်ပြီးဆိုတာလေးကိုပြောရမွေးနေပြီးတော့နောက်ထပ်ဆက်ကူချိန်ပါဗျာနော် အားလေးရှိပါတယ် ဒီဘုံမအကြုံမျိုးမဲ့ပြောသွားတဲ့စကားတွေကိုကြည့်မယ်ဆိုလို့ရှိရင် alpha.a coc show ဘုချုပ်ထွက်မြတ်နေဟာရောခံပီတီမှာရှိနေတယ်။ဘုံကြည့်ပြီးတော့သူတို့တိုက်ခိုက်မယ်တက်ဖြတ်မယ်ပေါ့။အမြင့်ဖြတ်မယ်ပေါ့ဗျာ။ခေါင်းဆောင်ကိုအမြင့်ဖြတ်ဖို့သူတို့စူးစမ်းနေတာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့။ပြီးတော့ရခိုင်ပြည်မှာဘုချုပ်ထွက်မြတ်နိုင်ဘေးနေရာမှာရှိတယ်ဆိုတာကိုသူတို့ကတကယ်မသိပင်နဲ့ဖြည့်ဖြန့်ထားတာဗျ။သူပြောသွားတဲ့ရှိနိုင်တယ်လို့ယူဆတဲ့နေရာတွေကိုတော့ဘုံချစ်တက်ခဲမှုတွေစစ်တိုက်ရှိလာနိုင်ပါတယ်။ ဘချုံထွက်မြတ်နေပြမနေတယ်ပြမရှိတယ်ဘာလုပ်နေတယ်ဆိုတာကိုဘာလို့ထုံမပြောတာလဲထုံမပြတာလဲဆိုတာကစိန်ခုံမှုတစ်ခုသူလှုပ်လိုက်တာဖြစ်ပါတယ်ဘချုံထွက်မြတ်နေရှိနေတဲ့နေရာကိုသူတို့အခြေအခံလို့မရလို့ဒီလိုပြောနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တင်ပြချင်တာကအာရခပြည်ထဲမှာရှိကြတဲ့ပြည်သူတွေအားလုံးလေချောင်းအန်ဒီကိုအထူးကူညီစိတ်ချဖို့လိုပါတယ်နေရာဒေသတိုင်းဟာလေချောင်းအန်ဒီရှိပါတယ်ဒီတင်ဆက်မှုလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်လိုက်ပါရစေ အဆုံးဖြတ်ကြည့်ရှုနားဆင်ပေးကြတဲ့တော်လန်မေးပါပြည်သူရေပုံမှန်တော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားလုံးအပြည့်အစုံပြည်သားများလည်းတော့မြန်မာပြည်သူပြည်သားများအားလုံးပေးကင်ကြမှာကြပါစေခင်ဗျာ။